ကြားပြန်ရေးကင်တွဲဖြစ်ချင်းရေးဟာကဘာကြီးအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာပုံရပါတယ်။ဒါကြောင့်လဲအမေရိကန်၊ UK ၊ဂျပန်၊တောင်ကိုရီးယားနဲ့စတဲ့နိုင်ငံတွေကဥဆောင်ပြီးလှုပ်ဆောင်နေတဲ့ကြားပြန်နိုင်ငံရေးဟာအချိန်အဟုန်တစ်ခုရလာခဲ့ပြီလို့လည်းပြောလို့ရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့အမေရိကန်အောက်လွှတ်တော် နိုင်ငံသားရေးရာ ကော်မတီမှကျင်းပတဲ့ကြားနာပွဲမှာဆိုရင်လဲ မြန်မာထိုင်းနယ်စပ်မှာရှိနေတဲ့ကြားဖြတ်လုပ်ငန်းတွေဟာအမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေး National Security ကိုချိန်ချောက်နေတဲ့ပြဿနာတစ်ခု ဖြစ်လာတဲ့အကြောင်းဆွေးနွေးသွားတာတွေ့ရပါတယ်။ အလားတူပဲ American တရားရေးဝန်ကြီးဌာန FBI နဲ့ Secret Service အဖွဲ့တွေပူးပေါင်းပြီး Skim Center Strike Force ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်တာဟာလည်းပြည်ထနာရဲ့အတိတ်အနဲ့ဘလောက်ကြီးမားတယ်လဲဆိုတာကိုပြသလိုက်တဲ့အနေအထားမျိုးလို့ယူဆစရာရှိပါတယ်။အဲဒီနောက်ပိုင်းမှာတော့စကောင်စီကသူ့ရဲ့နေကြာဆောင်တပ် BGF တွေထိန်းချုပ်ထားတဲ့ KK Bat မြို့သစ်စီမံကိန်းကိုမိုင်းခွဲပစ်စည်းလိုက်တာရှိတယ်လို့ KNU အနေနဲ့လည်း DKP ထိန်းချုပ်ထားတဲ့ Plumin လက်ပံဒေတာကကြားပြန်လုပ်ငန်းတွေကိုဝင်စီခဲ့တာရှိပါတယ်။အထောက်ထားတွေလည်းရရှိထားတယ်လို့ KNU ဘက်ကထုတ်ပြန်ထားတာတွေ့ရပါတယ်။ကျမတို့ဒီနေ့အစီအစဉ်ကတော့အမေရိကန်ဥဆောင်တဲ့ကြားပြန်နှိမ်နှင်းမှုဘလောက်အတိုင်းအတာထိကြီးမားကျယ်ပြန့်လာနိုင်တယ်လဲ။တကယ်ပဲ ဒီလုပ်ငန်းကိုကြိုးကင်လုပ်ဆောင်နေသူတွေကိုဖော်ထုတ်အရေးယူလာနိုင်တဲ့အဆင့်အထိရောက်ရှိလာနိုင်သလားစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်။ဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့အမေရိကန်တက်မတော်မှာဒုပုံမူကြီးတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ဆရာမဒေါက်တာမီမီဝင်းပတ်ဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမမင်္ဂလာပါ။ အမင်္ဂလာပါရှင်ကျမတို့မစခင်ပေါ့နော်ကျမအနေနဲ့ disclaimer လေးတော့ပြောဖို့လိုအပ်ပါတယ်အာကျမဒီနေ့ပြောသွားတဲ့ဥစ္စာတွေအားလုံးอ่ะပေါ့နော်ကျမပုံကူတယောက်အနေနဲ့ပြောသွားတာပါဘယ်အဖွဲ့အစည်းကိုမှကိုစားပြုပြီးတော့ပြောရတာမဟုတ်ပါဘူးလို့ပြောဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာမဟုတ်ကျေးဇူးပါ ဟုတ်ကဲ့အဲ့တော့ဆရာမရေပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့သိချင်တာကဒီကြပြတ်နှိမ်နှင်းရေးကဒါအမေရိကန်အစိုးရအတွက်ပေါ့နော်ဒါကဘလောက်အရေးကြီးသလဲပေါ့နောက်တစ်ခုကဒီအမေရိကန်အစိုးရကိုယ်တိုင်ကဒီ scam center strike force ဆိုပြီးဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါရဲ့အတိတ်အနှစ်ပေါ့ဘလို့နေသားမျိုးရှိတယ်လို့ဆရာမယူဆတယ်လဲပေါ့နော်အဲ့ဒါလေးကိုဆွေးနွေးပေးစေချင်ပါတယ်ဟုတ်ပြီအခုဒီဥစ္စာပို့ပြီးတော့အရေးကြီးလာတာပေါ့နော် American အစိုးရ အတွက်ကိုဒီဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဒီ scam centers တွေပေါ့နော်အဲ့ဒီဥစ္စာတွေကပို့ပြီးအရေးကြီးလာတာဘာကြောင့်လဲဆိုတော့သူတို့အဲ့ရဲ့အာ tax payer တွေသူတို့ရဲ့ပြည်သူတွေကအဲ့ဒီဥစ္စာရဲ့ down ခံနေရတယ်သူတို့ပြောသွားတဲ့အတိုင်းပဲเนาะအာ10 billion dollars ပေါ့နော်2024မှာ10 billion dollars အလင်ခံလိုက်ရတယ် ဆိုတော့အကျမကိုနိုင်လေအဲ့ဒီဥစ္စာတိတယ်ကျမရဲ့ပြောပါလေအသိတယောက်နှစ်ယောက်လောက်လေတယောက်ဆိုလို့ရှိရင်တသိန်း2000ဒေါ်လာတသိန်း2000ပါပါတယ်အဲ့ဒီမှာ scam နဲ့ပတ်သက်ပြီးတော့ crypto crypto ပါလေ investment ဆိုပြီးတော့အဲ့ဒီမှာပါသွားတာအာဆိုတော့အာအဲ့ဒါတွေကပို့ပြီးတော့အတန်ကျဲလာတယ်အဲ့ဒါကြောင့်မလို့လေလူတွေကဟိုနေ citizen တွေပေါ့နော်ဒီဒီမှာရှိနေ citizen တွေပို့ပြီးတော့အစိုးရကိုပို့ပြီးတော့ အာတောင်းဆိုလာတယ်တခုခုလုပ်ဖို့ဖိအားပေးလာတယ်ဆိုတော့အဲအဲ့ဒါကြောင့်မလို့ဒီဘက်ကပေါ့နော်ကျွန်တော်တို့ political will ဆိုတော့ဘာခေါ်မလဲအမ်အာနိုင်ငံရေးစိတ်ဆန္ဒပေါ့နော်အဲ့ဒီဥစ္စာက ပို့ပြီးတော့ကြီးလာတယ်အဲ့ဒါကြောင့်မလို့လေဒီဒီဒီ task force တွေလုပ်ပြီးတော့ပေါ့နော်သူတို့စပြီးတော့လုပ်တာအာအတိတ်အနေဆိုတာကတော့အခုပထမဆုံးကျွန်မတွေ့တာအာပထမတွေ့တာကပေါ့နော်သူတို့ကအခုအပြင်ကနေပြီးတော့လုံနိုင်တဲ့ဥစ္စာတွေအများကြီးလုံနေတယ် အာဒီဒီဒီဟိုဟိုဗာလေအာသူတို့ရဲ့ website တွေကိုဖြတ်အာသိမ်းတာသူတို့မှာရှိနေတဲ့အာဗာလေ bank account တွေကိုသိမ်းတာအာနောက်ပြီးဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့သိမ်းတာတွေအဲ့ဒါတွေလုပ်နေတယ်အမ်သူတို့ဒီဒီဒီအမ်ဒီ task force ပေါ့နော်ရဲ့ဟိုဗာလေရည်ရွယ်ချက်ကအဲ mission ကကြတော့ဟုတ်တယ်ခုနရမင်းပြောသွားသလိုမျိုးပဲအမ်ဒီမှာပတ်သက်နေတဲ့လူတွေကို ထိရောက်စွာပေါ့နော်အရေးယူနိုင်ဖို့အတွက်သူတို့မှာဟိုနေပါရည်ရွယ်ချက်ရှိတယ်ဆိုတော့အခုမှသူတို့စတာဆိုတော့လေအာအခုတော့ကျွန်မတွေ့တာကတော့သူတို့လုံနေတာအပြင်ကနေလုံနိုင်တဲ့ဥစ္စာတွေစပြီးတော့လုံလာပြီ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့တော့အဲ့လိုလုပ်နေတဲ့အချိန်မှာပဲပေါ့ဆီယမရဲ့အဲ့တော့အခုကလည်းဖြစ်နေတာတွေကဟိုနေဆက်ဒေတာတွေလို့ဖြစ်နေတာပေါ့ဟိုဘက်ဒီဘက်ဆက်ဆက်နေတဲ့နေရာတွေဖြစ်နေတာပေါ့လေအဲ့ဒီမှာတော့အခုစပြီးတော့အမေရိကကစပြီးတော့ဒီကိစ္စကိုအရေးယူဆောင်ရွက်လာပြီဆိုတဲ့အခါမှာပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ရပိုင်းနေ့အတွင်းမှာပဲဒါဟို KK ဘတ်တို့ဘာလို့ဆိုလို့ရှိရင် မိုက်ခွဲပြီးတော့ဖြိုချလိုက်တာတွေဘာတွေရှိတယ်ပေါ့လေအဲ့တော့ဒီလိုမျိုးအစအနတွေပေါ့နော်လက်တဲ့အဲတရခံမပေါ် မပေါ်အောင်လုတ်တယ်လို့မျိုးဖြစ်သွားတာပေါ့ဆီယမားရေဒီလိုမျိုးအဆအအနာတွေပေါ့ဖြောက်ဖြစ်လိုက်တဲ့အပေါ်မှာပေါ့ဒါဆီယမားတို့ဘလို့အမြင်ရှိတယ်လဲပေါ့နော်ဒါအခုဆိုလို့ရှိရင် Congress မှာလည်းကျွန်တော်တို့ရဲ့ဟိုဗာလဲလှစ်တော်မှာလည်းပြောသွားတယ်ဒီဥစ္စာလုတ်သွားတဲ့ဥစ္စာပေါ့နော်အမှန်မှာတော့ for show ပဲအာ performative လို့သူတို့ပြောသွားတယ်ဆိုတော့သူတို့အားလုံးနားလဲတယ်နောက်တစ်ခုကျတော့ ဲ့ဒီဥစ္စာလုတ်သွားတဲ့တကြမှာလူတိုင်းလဲနားလဲတယ်ကလေးကအစီဘယ်လဲ high schooler တောင်မှနားလဲမှာပါဒီဥစ္စာအာဒီဥစ္စာလုတ်သွားတာဘာလဲသူတို့ခြေရာတွေ like ဖြစ်နေတာဆိုတာဒီလိုမျိုးတကယ် serious ဖြစ်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင် KNU လိုမျိုးလုတ်သွားတယ်လို့မျိုးသူတို့ဒီဥစ္စာ scam center compound တွေသွားတယ်ပြီးလို့ရှိရင်အဲ့ဒီမှာရှိတာတွေသိမ်းတယ်။ဘာလို့ဆိုအဲ့ဒီမှာ forensic အများကြီးအာဗာလဲခြေရာတွေရှိတယ်။ဆိုတော့ evidence တွေလေးရှိတယ်။အဲ့ဒီဥစ္စာကိုအသေးချာစနစ်တကျနဲ့ ပေါ်ပြီးတော့ပါလေအမသုံးသပ်ရမှာပေါ့လေသုံးသပ်ပြီးတော့လှုပ်ဖို့လိုအပ်တယ်စီစစ်ဖို့လိုအပ်တယ်အဲ့ဒီဥစ္စာကိုမလှုပ်ဖင်းနဲ့သူတို့ဘိုင်းသူတို့လိုက်ပြီးတော့ဒီလိုမျိုးခွဲအလုံးဖြတ်စည်းနေတဲ့ဥစ္စာကအာပါလေအဲ့ဒါထင်းထင်းရှားရှားပဲလူတိုင်းပြောနေကြတယ်ဒီမှာအာသူတို့ဒီဥစ္စာအခြေအရာတွေဖြတ်နေတယ်ဆိုတဲ့ဥစ္စာလေတော်တော်ထင်ရှားပါတယ်ထင်ရှားပါတယ် ဟုတ်ကဲ့ဆရာမအဲ့တော့အဟိဟုတ်စာကတကယ်တော့ဟိုစတုံးကတော့ဒါမြို့သက်စီမံကိန်းဆိုတဲ့ပုံစံမျိုးနဲ့စထားတယ်ပေါ့လေအဲ့တော့အဆောက်အုံကြီးတွေကလည်းအများကြီးပဲရှိတယ်ပေါ့နော်တကယ်တမ်းကျတော့ဒီအဆောက်အုံတွေကိုဟလာမဖြိုခွင်းမှုဆိုလို့ရှိရင်ဒါဒေသဖွံ့ဖြိုးရေးအတွက်ဒီအဆောက်အုံတွေကိုပြန်ပြီးတော့ဟလာစေယုံတွေအကြောင်းတွေအဖြစ်ပြန်ပြီးတော့အသုံးချလို့ရတာတွေရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးလဲအသုံးချတာမျိုးလဲမရှိဘဲနဲ့လုံးဝကို ဟိုဖြိုချပစ္စည်းလိုက်တဲ့အနေထားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့တော်တော်များများပြောနေတာကတော့ဒါကအာလက်ဆရှိစတွေကိုဖျောက်တယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ပေါ့နော်အဲ့လိုဒီလိုမျိုးသက်သေကံပစ္စည်းတွေကိုဖျောက်ပြစ်တာဟာတချို့အယူဆကတော့ဒါရာသွေးမှုမြောက်တယ်လို့ပြောတာလည်းရှိတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာမဘယ်လိုအမြင်ရှိသလဲရှင် ဟုတ်ကဲ့အဲ့ဒါပဲပေါ့နော်လူတိုင်းကသိတယ်သူတို့လှုပ်နေလှုပ်ဟန်နေရတကယ်မမှန်ကန်တဲ့လှုပ်နေလှုပ်ဟန်နေတကယ်လှုပ်နေတဲ့ဥစ္စာသူတို့သူတို့ရဲ့ခြေရာတွေဖျောက်နေတယ်ဆိုတဲ့ဥစ္စာ evidence တွေကိုပြအောင်လှုပ်နေတယ်ဖျက်ဆီးနေတဲ့ဥစ္စာလူတိုင်းသိတယ်ဆိုတော့ဒါမဲ့လေခုနကကျမဟိုဟိုပြောသလိုမျိုးပဲအာဒီ um ပြည်ပမှာရှိပြီးတော့ US US တို့အနေနဲ့ပေါ့နော်သူတို့က signal intelligence အများကြီးရှိတယ်သူတို့က satellite တွေရှိတယ် ဆိုတော့လေအမ်နော် banking သူတို့လုပ်တဲ့မှာဒီ ban စနစ်ပေါ့နော် banking system international banking system မှာလေသူတို့ဒီဒီဟိုနေနေ money laundering နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာအဲ့ဒီဥစ္စာကိုအသုံးချပြီးတော့လိုက်လို့လေရတယ်ဟုတ်တယ်ဟုတ်တယ်ဒီဒီသူတို့လုပ်သွားတဲ့ဥစ္စာတော်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 ကောင်းတဲ့ evidence တွေပေါ့နော်သူတို့ဖြတ်သွားတယ်ဒါပေမဲ့လည်းဒီအပြင်ခုနပြောသွားတယ် ပြည်ပမှာရှိနေတဲ့ဟိုဥစ္စာတွေအများကြီးရှိတယ်အဲ့ဒီဥစ္စာကိုလည်းသူတို့ light သိမ်းနေတယ်အဲ့ဒီဥစ္စာတွေအသုံးကျပြီးတော့လည်းသူတို့ကိုပြန် reference လုပ်လို့ရတယ်ကျမဟိုအခုဆိုလို့ရှိရင်ဒီ uh C4ADS ဆိုတဲ့အဖွဲ့ပေါ့နော် Washington DC မှာအခြေစိုက်ရှိတဲ့အဖွဲ့ဟာဘာလုပ်ထားလဲဆိုတော့ဒီ mobile phone uh signature တွေနော် uh the mobile phone တွေသိတယ်မလား mobile phone သုံးလိုက်တာနဲ့ဖွင့်လိုက်တာနဲ့အဲ့ဒီဥစ္စာ signature ဗာလေ signal ထွက်တယ်လေထွက်တယ်အဲ့ဒီဥစ္စာထွက်တဲ့အခါသူက light ပြီးတော့ track light ပြီးတော့ကြည့်လိုက်တဲ့အခါမှာ light လိုက်တဲ့အခါမှာအသုံးသက်လိုက်တဲ့အခါမှာအဲ့ဒီဖုန်းနေရာဒီ KK park မှာ KK park ရဲ့အာချွေကုတ်ကိုရဲ့ဒီမှာအမြတ်ရှိတဲ့ဖုန်းနေရာအမြဲတမ်းနေပြီးတော့ ਨੇ သွားလိုက်လာလိုက်အမြဲတမ်းလုပ်နေတာတွေ့ရတယ်သူတို့ဒီဥစ္စာကိုသုံးသက်ထားတာတစ်နှစ်စာပေါ့နော် January အဲ့ဒါနေပဲ December 2024သုံးသက်တာ ခါခါထက်ခါထက်ခါသွားလိုက်လာလိုက်သွားလို့စိတ်တွေကဒီဒီဒီဟိုနေရပါတက်စရာပြတာတာကနော်ဒီဥစ္စာဒီ KK park ကနေဟိုနေနေအနေပြီးတော့နေရဆက်ဆက်နေတယ် right ဆိုတော့ um ဟုတ်တယ်သူတို့သူတို့ဖြတ်သွားတာဖြတ်စီသွားတာတွေတော့ရှိတယ်ဒါပေမဲ့လည်းကျွန်မတခြားနေရာတွေอ่ะပေါ့เนาะဒီသူတို့မဖြတ်နိုင်တဲ့ evidence တွေအများကြီးကြာနေတယ်လို့ကျွန်မထင်တယ် ဟုတ်ကဲ့ဆရာမဆိုတော့အခုရှေးရာတွေတော့ကြံနေပေါ့လေနောက်တစ်ခုကဘာလဲဆိုတော့အဟိုဟိုအရင်တုန်းကဟိုဗမာပြည်မြောက်ပိုင်းမှာဟလာဟိုတရုတ်ဗမာနယ်ဇက်ဘက်မှာဒီကိုကန်ဒေတာမှာနှိမ်နှင်းလိုက်တဲ့အခါအဲ့ရကြဖြတ်နေရဒီဘက်ကိုပို့ပြီးတော့ရောက်လာတယ်ပေါ့နော်အခုလည်းအခုဒါဒါ အာအမေရိကကဒါစီမံချက်နဲ့ဝင်လာတာပေါ့ဝင်လာပြီးတော့ဒီမှာအာဂိုင်တွေအေးအေးယူဆောင်ရွက်မှုတွေလှုပ်လာတဲ့အခါမှာကြတော့တချို့ကြားပြန်နေရဟိုရန်ကုန်တို့မန္တလေးတို့အဲ့လိုနေရာတွေအထိပေါ့နေပြီးတော့အထိရောက်နေပြီးဆိုမျိုးတွေလည်းသတင်းတွေထွက်တယ်ပေါ့လေအဲ့တော့ ဟိုအခုဒီရပိုင်းအတွင်းမှာပဲပေါ့နော်ဒီဒီဖလူးမင်းလက်ပံဒေတာမှာဒီကြားပြတ်လုပ်ငန်းတွေကိုဒါ KNU ကနေဝင်ပြီးတော့စီးနင်းလိုက်တာရှိတယ်ပေါ့လေ။နောက်ဒီအထောက်ထားတွေတော်တော်များများရထားတယ်လို့လည်းပြောတယ်ပေါ့လေ။ဆိုတော့ဒီဒါကိုလည်းသူတို့ကဟို KNU ကထုတ်ပြန်တာကနိုင်ငံတကာအဖွဲ့အစည်းတွေကိုပေးသွားမယ်လို့ပြောတာရှိတယ်ပေါ့လေ။ဆိုတော့ဒါကဒီအမေရိကကအခုလှုပ်ဆောင်နေတဲ့ဆက်စင်ရေးအပေါ်မှာဘလောက်အထောက်အပံ့ဖြစ်နိုင်တယ်လဲဆရာမ။ ယူရတာတဲ့ဥစ္စာတွေကအများကြီးပဲအာဘာလဲတန်ဖိုးရှိတယ်ပေါ့နော်ဒီဒီဒီဥစ္စာတွေကအမ်အဟိုခုန C4 ADS ကပြဟိုဒီသူတို့လောက်ထားတာလေများတော့ဖြင့်အဲ့ဒီအဲ့ဒီ tie chain တို့အာ dong mai တို့အဲ့ဒီကနေပြီးတော့အဲ့ဒီဥစ္စာနဲ့လေ KK park တို့ဟိုနင်းတို့နဲ့အများအားဆက်သွယ်ရေးပေါ့နော်ဒီဥစ္စာဒီဖုန်းတွေကသွားလိုက်လာလိုက်သွားလိုက်လာလိုက် ရှိနေတာကြီးရှိတယ်။ဆိုတော့အဲ့ရအတွက်လည်းအများကြီးသူတို့ဒီမှာရထားတဲ့ဖုန်းတွေပါတယ်ဆိုရလဲကွန်ပျူတာတွေပါတယ်ဆိုလဲအဲ့ဒီမှာအများကြီးဗာလဲတက်တေတွေရှိမယ်လို့ကျွန်မထင်တယ်။ဆိုတော့သူတို့ရသွားတဲ့ဥစ္စာအရင်မဲ့အာဗာလဲတန်ဖိုးရှိတယ်ပေါ့နော်။တန်ဖိုးရှိတဲ့အာဥစ္စာတွေလို့ပြောလို့ရတယ်။ ဟုတ်ကဲ့ဆရာမအဲ့တော့အခုဒီဒီမှာအမေရိကန်ရဲ့ဒီလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါစကစဘက်ကတော့ဒါဗိုလ်ချုပ်စော်မင်းထွန်းကဒါဟာအမေရိကကပွဲလန့်တုံးဖျာခင်းအလိုပြောတာရှိသလိုဟာလာဒီနောက်ွယ်မှာဟဲရင်အာဂျန်တာတခုခုရှိတယ်ပေါ့ဒါကြားဖြန့်ကိစ္စလို့ခေါင်းစဉ်တက်ထားပြီမယ်ဒါမဟုတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးပြောတယ်ပေါ့လေဒီပေါ်မှာရောဆရာမဘယ်လိုနားလဲတလဲရှင့်အာဒီဥစ္စာကတော့သူတို့ရဲ့အမ်အမေရိကရဲ့သူတို့ရဲ့ပြည်သူကို အာထိထိရောက်လာတာဟိုထိရောက်လာတယ်10 billion ဆိုတာနည်းတဲ့နည်းတဲ့အာဗါလက် ပါလေမဟုတ်ဘူးပေါ့နော်ပတ်စံမဟုတ်ရအရန်အရန်များတဲ့ပတ်စံနောက်ပြီးတော့လူတွေကအဲ့ဒါဆိုဆိုတန်းနဲ့ချီပြီးတော့ပေါ့နော်ဒုက္ခတွေရောက်နေကြတာ။ဘာလို့ဆိုသူတို့ရအလုံးပါလေ savings တွေပေါ့နော်သူတို့စုထားတဲ့ဥစ္စာတွေဘာတွေအလုံးပျောက်ကြတာဆိုလူတွေမှာဒုက္ခတွေဖြစ်ဆိုတော့အဲ့ကြောင့်မလို့သူတို့ကလှုပ်တာအာအဲ့လှုပ်တဲ့အခါမှာကိုဘာမှမလှုပ်ထားဘူးဆိုလို့ရှိရင်တော့ကိုကိုကမဟုတ်တာမလှုပ်ထားဘူးဆိုလို့ရှိရင်ဘာမှစိတ်ပူနေစရာမလိုဘူး right ဒါပေမဲ့ကိုကမလှုပ်တာတွေ ဒီဥစ္စာဆက်ဆက်ပြီးတော့လှုပ်ထားတဲ့အခါကျတော့အခုသူတို့အတွက်စိတ်ပူစရာရှိလားကျမတို့ဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင် US ဆိုလို့ရှိရင်နော်ရေးကာတို့နော်အာဟိုတခြားနိုင်ငံမှာသွားပြီးတော့ဖမ်းတာတွေရှိတယ်အာဒီတကယ်ဆိုတော့သူတို့အတွက်တကယ်လို့ဒီဥစ္စာနောက်ဆုံး final phase မှာဆိုလို့ရှိလို့ရှင်သူတို့အတွက်စိတ်ပူစရာတော့ရှိတာပေါ့ကျမတို့ရည်ချင်တဲ့ hidden agenda ဆိုတာလေအာဒါသူတို့သူတို့အစိုးရတည်းပြောတာပဲတကယ်လို့ မြန်လိုင်းတို့ကဒီဥစ္စာကိုတကယ်ပါဝင်နေတယ်ဆိုလို့ရှင်တို့သူတို့အတွက်ကြောက်စရာတစ်ခုဖြစ်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမအဲ့တော့ဟိုတကယ်လို့ပေါ့နော်အခုတော်တော်များများပေါ့ဟိုလက်ခံထားကြတဲ့အတိုင်းပေါ့ဆရာမရဲ့အဲ့တော့စကောင်းဆောင်လေးကိုယ်တိုင်ကဒီကြပြန်လုပ်ငန်းနေနဲ့ထဲထဲဝယ်ဝင်ပါဝင်ပတ်သက်နေရဆိုတာမျိုးကိုတွေးကြည့်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့တနည်းအားဖြင့်ဒီအချက်လက်တွေကိုအမေရိကကရ ိုင်ခိုင်မာမာရရှိသွားမယ်ဆိုလို့ချင်းရင်စက်အုပ်စုအပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာနိုင်တယ်လဲဆရာမအဲ့လိုမျိုးပေါ့အတိတ်မှာရောဒီလိုဟိုကင်တွေဆောင်ရွက်ခဲ့တာမျိုးတွေရှိသလားပေါ့အမေရိကအနေနဲ့ပေါ့เนาะဆရာမ ကျွန်မပြောရရင်မှာတော့ကျမတို့ကလည်းသမိုင်းမှာပြန်ကြည့်လိုက်လို့ရှင်တော့ရေးကတို့ဟိုနေ El Chapo တို့เนาะဒီဥစ္စာ drug drug king နေပေါ့ kingpin နေပေါ့เนาะ drug lord တွေကျမတို့ပါသွားပြီးတော့ဟို US ကနေပြီးတော့သွားပြီးတော့ဗာလဲဖမ်းတာတွေရှိတယ်ဆိုတော့အာအကယ်၍ဒီလိုမျိုးဖြစ်လာလို့ရှင်ကျမပြောရတာအခုဖြစ်မလားမဖြစ်လားပြောလို့တော့မရဘူးဒါပေမဲ့လုံနီလုံ လုံနီလုံတာရှိတယ်ဆိုတဲ့ဥစ္စာကိုအာကျွန်မပြောလို့ရတယ်။အဲနောက်ပြီးတော့သူတို့ပြောတာဒီမှာလဲအာသူတို့ရဲ့အာဒီ task force ရဲ့နော် mission အာဟိုပြောတာတာလဲရည်ရွယ်ချက်ရည်မှန်းချက်ကိုလဲပြောတာတွေ့တာသူတို့အဲ့ဒါဖမ်းမယ်လို့ပြောတာ right ဒီရတဲ့လူတွေကိုအရေးယူမယ်နော်အဲ့ဒီ internet ဆက်ဆက်နေတဲ့လူတွေကိုအရေးယူမယ်ဆိုတဲ့ဥစ္စာသူသူအဲ့အဲ့အဲ့သူတို့ရဲ့ task force ရဲ့ mission ထဲမှာလဲထည့်ထားတယ်။တမိုင်းမှာပေါ့နော်ဒီ drug lordy, you no know, drug drug ne losihano, right? Um punsaro through ting na baby or through bale o nili support look dari and yai uh the my male she is so di kajaro um you know the 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 scam center jaro bubido direct hit but no so why the usaria American ပြည်သူပြည်သားတွေကိုเนาะဒါ right ဒါ right เนาะတကယ်တကယ်ဒုက္ခပေးနေတာဆိုတော့အဲ့ဒီဥစ္စာအတွက်ကိုလည်း American ပြည်သူပြည်သားတွေကအာဒီဒီအာသူတို့ရဲ့โซยาอูปอนเนาะอ้ายเพรสเชอร์ไปတော့มั้ยเพรสเชอร์ไปတဲ့ခါကျတော့အာဆိုရအနေနဲ့တခုခုပြရတော့မယ်ဒီလိုမျိုးဟိုအရင်တော့လိုမျိုးနော်ရေးကတော့မျိုးဖမ်းတာလိုမျိုးအဲလုတ်ပြရတော့မယ်ဆိုတဲ့ဥစ္စာမျိုးဒီဥစ္စာစန္ဒကပို့ပြီးတော့ ကြီးလာလေပေါ့เนาะကျွန်မအဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ကဲ့ဆရာမအဲ့တော့ဟိုလှွတ်တော်ကလည်းထောက်ပြနေတယ်ဗောလေဟိုနေရာတုန်းကဆိုလို့ရှိရင်တို့အောက်လှွတ်တော်ဟိုမှာအကြနာပွဲလှုပ်သွားတဲ့အခါမှာဒီဒီကိစ္စနဲ့ပတ်သက်ပြီးတော့တာဝန်ယူပြီးတော့အရေးယူဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စအင်းနဲ့ပတ်သက်လို့ရှိရင်ဒီမိုကရက်တီရော Republican တွေရောကြားထဲမှာကွဲလွဲမှုမရှိဘူးဆိုတာမျိုးလည်းကျမတို့သိရတယ်ဗောလေဆိုတဲ့အခါကျတော့ဒီဟုတ်စာကတော့ဟိုတော်တော်လေးတော့ ဟို serious ဖြစ်တဲ့အနေထားလို့တော့ပြောလို့ရတာပေါ့လေဆိုတော့နောက်တစ်ခုကလည်းဟိုရမတောက်ချောက်ပေါ့နော်နည်းနည်း trace လိုက်နေတဲ့ပုံစံမျိုးတော့ကျမတို့တွေ့ရတာပေါ့လေအဲ့တော့မနေ့ကတော့ငါဆိုလို့ရှိရင်ဒါ Mr. ဟို Jason Tower နဲ့ interview တခုမှသူပြောသွားတာလည်းရှိတယ်ပေါ့လေဟိုတလုံးကစကောင်းဆောင်ဖန်ကိုရောက်နေတုန်းမှာဒီဒုစရိုက်ခိုင်းသားတွေအဝင်ထွက်ဖန်ကိုလှုပ်ခဲ့တဲ့အထောက်အထားတွေတွေ့ရတယ်ဆိုတာမျိုးဒီမနေ့ကတော့ BBC နဲ့အင်တာဗျူးမှာပြောသွားတာကြီးလည်းတွေ့ရတယ်ပေါ့လေဆိုလိုတဲ့အခါကျတော့ဟိုကျမတို့နားလေတာကတော့အထောက်အထားတွေတော်တော်များများတော့ရရှိရရှိထားပြီးပြီဒါမဲ့ဟိုဘလို့အေးအေးယူမလဲဆိုတဲ့အပိုင်းဒီနဲ့ပတ်သက်ပြီးတော့ပဲဒါစောင့်ကြည့်ဖို့လိုတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆီယမဆီယမရောဘလို့နားလေလဲအဲ့လို တဲ့အာခုနပြောသလိုပေါ့နော်လူတွေကလည်းအာသူတို့ရဲ့ congressman တွေ you know သူတို့ပဲလှတ်တော်အမတ်တွေကိုသုံးချပြီးတော့ဒီဒီဟိုဒီ um administration trump administration ကိုသူတို့ pressure လုတ်လုတ်လုတ် လှုပ်လာမယ်လို့ကျွန်မထင်တယ်အဲ့ဒါလှုပ်လာလေလေသူတို့အတွက်တခုခုပြရတော့မယ်တခုခုရတယ်ဆိုတော့ပြရမယ်ဆိုတော့လေအဲ့ဒီဥစ္စာဖြစ်နိုင်တယ် so အာဘာလို့လဲဆိုတော့ဒီပြည်သူလူထုဒီဒီခံရတဲ့ပြည်သူလူထုက democrat state မှာလည်းရှိတယ်နော် republican state ထဲမှာလည်းရှိတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီ issue อ่ะပေါ့နော်ကျွန်တော်တို့ပြောတာ bipartisan bipartisan issue ဖြစ်ပြီးတော့အဲ့ဒါကြောင့်မလို့ ပို့ပြီးတော့ဗာလဲသူတို့အစိုးရကိုပေါ့နော်ဒီဒီအာ Trump administration တခုခုလောက်ရမယ်တခုခုလောက်ရမယ်ဆိုပြီးတော့ pressure လောက်တာအာပို့ပြီးတော့ကြီးမားလာနိုင်တယ်အဲ့ဒီကြီးမားလာလေလေနော်သူတို့ကရှေ့တန်းမှာဒီ task force အနေနဲ့တခုခုတခုခုကြီးကြီးမားမားပေါ့နော်အာတဲ့အောင်မြင်တယ်ဆိုတဲ့ဥစ္စာကိုပြဖို့လိုအပ်လာလေလေဆိုတော့အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာဗာလဲမေယံကလူတွေအန်ရရှိတာပေါ့ โอเคအနေရရှိတာဆိုတော့အဲ့အနေထားမှာပဲဆီယမရဲ့အခုဘာလဲဟို US ဘက်မှာလဲ TBS ကိစ္စတွေလဲရှိလာတယ်ပေါ့နောက် assignment ကိစ္စတွေလဲဒါမျိုးတွေဖြစ်လာကြတယ်အနေထားမျိုးမှာပဲအဲဟိုတမေအောင်လိုင်းတို့ဘက်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဆိုလို့ရှိရင်ဒါအကျဉ်းသားတွေလွတ်ပေးတယ်ဆိုတာမျိုးတွေတောက်လျှောက်လှုပ်လာတယ်ပေါ့လေဆိုတော့ဒီဒီလိုလွတ်ပေးတဲ့အပေါ်မှာရောဆီယမဘယ်လိုအမြင်ရှိသလဲရှင်အာဒီဥစ္စာကတော့အားလုံးကသူတို့လုပ်တဲ့ဥစ္စာကလေဒီလားလူတိုင်းကသိတယ် လူတိုင်းကမယုံမယုံဘာလို့ဆိုသူတို့ပြောတဲ့အတိုင်းအမြဲတမ်းသူတို့ပါဇက်ဟတာနဲ့အဲ့ဒီဥစ္စာလိမ့်နေရဆိုတာသူတို့ကပြတာတယ်အရင်ကတက်တည်ပြတာတဲ့အခါကျတော့အာ you know အခုဆိုလို့ရှိရင်သူတို့ဘာပဲပြောပြောလူတွေကမယုံအဲကြောင့်မလို့လေသူတို့ဒီလုံးမဲ့ဒီဒီ election ပေါ့နော်ဒီဒီဒီလုံးမဲ့အကျွေးကောက်ပွဲอ่ะနိုင်ငံနေ တော်တော်များများပါဗောနော်ဒီဥစ္စာ fake election sham election scam election ဆိုပြီးတော့အာလုံးဝမယုံကြဘူးဆိုတော့သူတို့ပိုလိန်လေလေလူတွေကလည်းပိုပြီးတော့မယုံလေလေဆိုသူတို့ရဲ့သူတို့မှာ credibility problem ဗောနော်သူတို့မှာ credibility လုံးဝမရှိဘူးဆိုတော့သူတို့ပြောနေသမျှကတုံတောင်လူတွေမယုံကြပါဘူးအဲထဲမှာလည်းမယုံဘူးအပြီးပါမှာလည်းမယုံဘူး ဟုတ်ဆရာမအဲ့တော့ credibility issue ကတော့တော့ရှိနေတာပေါ့ဒါပေမဲ့သူတို့ကလည်းလိမ်မြဲတိုင်းတော့လိမ်နေတာပေါ့လေဆရာမနောက်နောက်တစ်ခုကအခုဖြစ်ပေါ်လာတဲ့အခင်းအကျင်းတွေအရာပေါ့ဆရာမရဲ့အဲ့တော့တော်လန်ရေးဘက်မှာရောဘလို့အာသာချက်တွေရှိလာနိုင်မလဲပေါ့အာသာချက်အားနည်းချက်ပေါ့နော်ဆရာမအမြင်ပေါ့နော်အခုဖြစ်လာတဲ့အခင်းအကျင်းအရာပေါ့လေတော်လန်ရေးဘက်ကကြတော့အာဒီဒီ scam center ရတဲ့ပတ်စံတွေပေါ့နော်ဒီဒီ mail line တွေကအဲ့ဥစ္စာကြီးအသုံးချပြီးတော့ဒီဒီ တော်လန်ရေးဘက်တော်သားတွေလိုက်ချနေတာ right သူတို့ရေဒီယိုစာပတ်စံတွေသုံးပြီးတော့တနတ်တွေဘုံနေဟိုနေနေအာဝင်နိုင်တာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာပြတ်တောက်သွားလို့ရှင်သူတို့အတွက်လည်းတော်တော်ကျင်းနည်းနည်းကျင်းသွားတာပေါ့ဒါတော်လန်ရေးဘက်တို့အတွက်အုံင်းဖြစ်တာပေါ့တော်လန်ရေးဘက်တို့သားဘက်ကလည်း အဟိုအရေးကြီးဆုံးကတော့ဒီဒီပြည်ပမှာရှိနေတဲ့မြန်မာ diaspora ပေါ့နော်မြန်မာဗာလဲလူမျိုးစုတွေလူမျိုးပေါပေါင်းစုံပေါ့နော်အတယောက်နဲ့တယောက်နဲ့ပူးပေါင်းဆောင်တစ်ဖွဲ့နဲ့တစ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီဥစ္စာကိုဒီရရှိလာတဲ့အရှိန်ကို အသုံးတက်ဖို့လိုအပ်တယ်ဒီလိုမျိုးသုံးဒီလိုထိရောက်စွာ သုံးဖို့အတွက်ကအားလုံးကကြပြိုင်နဲ့တည်းပေါ့နော်အာတသန်နေနဲ့လှုပ်ဖို့လေတသန်နေဆိုတဲ့ဥစ္စာအားလုံးမှာကျွန်မသိတယ်အာဟိုဗာလေသဘောမတူတာတွေအများကြီးရှိတယ်အာနော်အရရဲသဘောမတူတာဒါပေမဲ့သဘောတူနိုင်တဲ့နေရာကြီးရှိတယ်အဲ့ဒီသဘောတူနိုင်တဲ့နေရာကို focus လုပ်ပြီးတော့ပို့ပြီးတော့ you know ပို့ပြီးအလင်းထားပြီးတော့ဗောနော်သဘောမတူတဲ့ခဏလေးထားတာလိုက်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွန်းဖို့လိုတယ်ဒီအရှိန်ကိုအသုံးချဖို့လိုတယ်အာဘာလို့ဆိုတော့ဒီကအရှိန်လေးရလာတာအရှိန်လေးရလာတာ right ဆိုတော့အဲ့ဒီဥစ္စာကိုအသုံးချပြီးတော့ဘလူနီးနဲ့အာဗတ်တော်လန်ရေးကိုအာပို့ပြီးတော့ you know မြန်မြန်ဟိုဟိုဗာလဲရှေ့ရောက်သွားနိုင်အောင်ဘလူလောက်ရမလဲဆိုတဲ့ဥစ္စာအာ အများကြီးစဉ်းစားဖို့လိုတယ်။အာဒါပေမဲ့အချိန်လေးတွေအတွက် opportunity ပေါ့နော်။ဒီဥစ္စာအရန်ကောင်းတဲ့ opportunity ။ဒါပေမဲ့ opportunity ကိုဒီလိုမျိုးမဆုတ်ကင်နိုင်မဆုတ်ကင်လိုက်နိုင်ရင်တော့ဒီ opportunity ကဒီ ဗလဲကိုပိုင်ဒီ wave ကကိုနာပဲဖြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီဥစ္စာကိုစုံနိုင်ဖို့လိုအပ်တယ်အင်းကျွန်မအနေနဲ့လည်းဒီမှာရှိနေတဲ့ diaspora တွေအများကြီးပဲအခုချိန်မှာတက်တက်ကြွကြွနဲ့လောက်တာတွေ့တယ်ကျွန်မကိုနိုင်လည်းအခုလေးနေမယ်ကျွန်မဟိုဗလဲဟိုတလောက Australia သွားပြပြန်လား Australia မှာရှိနေတဲ့ diaspora လည်းအရင်ပဲတက်ကြွတယ်သူတို့ရဲ့လွတ်တော်အမတ်တွေကိုလည်းသူတို့အမြဲတမ်းဒီဥစ္စာပေါ့နော်ဒီမြန်မာနိုင်ငံအကြောင်း update အမြဲတမ်းပေးနေတယ် on the ground information အလားတူပဲ US မှာလည်း advocacy advocacy ပေါ့နော်ဒီအစိုးရနဲ့ဒီအလှွတ်တော်ကိုလုပ်နေတာတွေအများကြီးရှိတယ်အများကြီးအခုတည်းကတက်တက်ကြွကြွပဲတက်တက်ကြွကြွပဲကျမအနေနဲ့ကတော့တက်တက်ကြွကြွအရန်ကောင်းတယ်ဒါပေမဲ့ပို့ပြီးတော့ပူပေါင်းဆောင်ရွက်နိုင်မယ်ဆိုလို့ရှင်အဲ့ဒီအဲ့ဒီဥစ္စာပို့ပြီးတော့တောင်မှအားကြီးလာပြီးတော့ပေါ့နော် voting block တစ်ခုအနေနဲ့အာပို့ပြီးတော့ pressure လုပ်နိုင်မယ်လို့ကျမထင်တယ် ဟုတ်ကဲ့ဆရာမဟုတ်ကဲ့အဲ့တော့ဒါတော့ဟိုဂျပန်ကိစ္စနဲ့ဆက်ဆက်ပတ်သက်ပြီးဆရာမပြောတာပေါ့လေအဲ့တော့ပြန်ကြည့်ပြမယ်ဆိုလို့ရှိရင်တော့ဆရာမရဲ့အဲ့တော့ဟိုမြန်မာစစ်တပ်အနေနဲ့ကြတော့ဟိုသူကျူးလွန်ထားတဲ့ပြစ်မှုတွေတော်တော်များတယ်ပေါ့လေအဲ့တော့ air strike တွေလှုပ်လို့လူတွေတေချာကြေချာတွေရှိရဲနောက်ရွာတွေပေါ့နော်မိချိုခံရတာတွေရှိတယ်ပေါ့နော်နောက်အခုတခါကြတော့ဒီ skin center တွေပေါ်လာပြီးတော့ဒီထဲမှာပေါ့နော်ဒါဒီကိုတွင်းဂလီစာတွေတောင်ထုတ်ယူပြီးရောင်းစားတယ်ဆိုတဲ့သတင်းမျိုးတွေဒီထွက်လာတယ်ပေါ့လေဆရာမရဲ့ဒါနဲ့ပတ်သက်တဲ့ဒီခိုင်လုံတဲ့အထောက်အထားတွေကတော့ ဟိုရမရဆိုတာတော့မသိသေးဘူးပေါ့လေဟိုဥမာဆိုလို့ချင်းဥမာဘယ်လာရုစ်က moral ကိစ္စဆိုလို့ချင်းတော်တော်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်သူလည်းပျောက်သွားတယ်အထဲထဲမှာပါတယ်ပေါ့လေဆိုတော့အာဆိုလိုတာဆီမရဲ့ဒီပြစ်မှုတွေတော်တော်များနေတဲ့သဘောမျိုးတွေ့ရတယ်ဆိုတာကိုပြောတာပေါ့အဲ့တော့ဟိုကျွန်မဘောက်သွားတတိယသွားလဲဆိုတဲ့ခါကြတော့ဒီ2030လောက်မှာပေါ့နော်ဒီဥတန်းရွှေတို့ဒါပြုပြင်ပြောင်းလဲရေးတွေလုပ်တော့မယ်ဆိုတော့ဒီကဘာကြီးကိုမကြင်ညာခင်လေးတွေပေါ့နော်ဆီမဒီ RS Spring ဖြစ်တယ်ပေါ့နော်အဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါဂဒါဘီတို့ဆဒန်ဟူစိန်တို့ဒါဂျိုဘီခန် ရတာတွေရှိခဲ့တယ်ပေါ့လေဆိုတော့ဟိုကျွန်မအခုမေးချင်တာကဒါဟိုဘလို့ခံစားမိတယ်လဲပေါ့နော်ဟိုခံစားမှုကိုပဲပြောတာပါဘလို့ခံစားမိတယ်လဲဟိုတမိုင်းတကြော့ပြန်လဲလာတယ်လို့ခံစားမိသလားပေါ့ဆရာမရဲ့ခံစားချက်ကလေးကိုသိချင်တယ်ဘလို့ကျမအနေနဲ့ပေါ့နော်ကျမကဗုဒ္ဓဘာသာဆိုတော့ကျမတို့ကာမကာမဆိုအကံအဲ့ဒီဥစ္စာကိုအမြဲတမ်းကျမကပါလဲယုံကြည်တယ်ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီလူတွေကဒီအမျိုးစုံ အဂရီလိုက်စားမှုတွေလူသက်တာတွေလူဗာလေလူလူတွေမှာဗာလေဖုံးကြီးတွေပါသူတို့သက်ထားတာ right ဆိုတော့သူတို့အတွက်ကံကတော်တော်ကိုဗာလေဟိုပြန်ပြန်လာမယ်လို့ပြန်လဲလာမယ်လို့ကျမတကယ်တကယ်ခံစားတကယ်ယုံကြည်တယ်အဲ့ဒါကြောင့်မလို့လေဆဒမ်တို့ဘာလို့ဆိုလို့ရှိရင်သူတို့ သူတို့လူတွေတော်တော်ရရဆက်ဆက်လုပ်သွားတာဆိုတော့သူတို့လည်းတနေ့အဲ့လိုပဲတွေ့တယ်ဆိုတော့ကျမအနေနဲ့လည်းဒီစစ်တပ် you know ဒီဒီအကြမ်းဖက်အကြမ်းဖက်အာအဖွဲ့ကျမစစ်တပ်တောင်မသုံးချင်တော့ဘာလို့လဲဆိုတော့တကယ်သူတို့လုံနီးလုံဟန်နေရတကယ်တကယ် professional စစ်တပ်တခုလုတ်တဲ့လုံနီးတောင်လုံရမှာမဟုတ်ကြည့်ပါလားသူတို့လုတ်သွားတာအာဗာလဲအာဂရီလိုက်စားတာเนาะအာဂရီလိုက်စားတာအာအကအပေါ်အောက်ကို အပေါ်အောက်ကို never through ဗါလဲဗါလဲ code of conduct ဆိုတော့လုံးဝမလိုက်နိုင်ဘူးနောက်ပြီးတော့သူတို့ရဲ့ လူတွေကိုသူတို့အောက်အောက်ငယ်သားတွေကိုအဘလို့မှဘလို့အနိုင်ကျင့်ထားတယ်အနိုင်ကျင့်ထားတယ်ဒါတစစ်တပ်ရဲ့လုံလုံကြီးလောက်ပါမဟုတ်သူတို့လုတ်တဲ့လုံကြီးအဲနောက်ပြီးတော့ဗာလဲပြည်သူဗာလဲ innocent ပြည်သူเนาะဘာမှအပြစ်မရှိတဲ့ပြည်သူလူထုတွေကို လိုက်ပြီးတော့ target လုပ်ပြီးတော့လုတ်ထားတာအဲ့ဒီဥစ္စာတွေကတကယ် professional စစ်တပ်တဲ့လုတ်တဲ့လုံကြီးသူတို့လုံကြီးလောက်ဟန်ဒီက cartel တွေ နော် drug cartel တွေနော်ဒီဒီဇာဇဝတ် gain တွေဒုစရိုက် gain တွေလုတ်တဲ့လုံနီလုတ်ဟန်အတိုင်းပဲသူတို့မှာတခုရှိနေတာသူတို့အဲ့ဒါကိုသူကဗာလဲအစိုးရရောင်ဆောင်ပြီးတော့ပေါ့နော်တဲ့ international စနစ်မှာသူတို့လိုက်ပြီးတော့အဲ့ဒီဥစ္စာအသုံးချနေလို့ right ဆိုတော့ဒါပေမဲ့တကယ်ကြတော့သူတို့ရဲ့လုတ်တဲ့ဥစ္စာသူတို့ uniform with tie နော်ဟိုနေလေးမြန်နေရှိတိုင်းဒါတကယ်အာတက်မတော်နိုင်ငံတော်တစ်ခုရဲ့တက်မတော်မဟုတ်ဘူး နိုင်ငံတော်တခုတက်မတော်ဆိုတဲ့ဥစားကကိုယ့်ရဲ့ပြည်သူလူထုကိုဟိုပါလဲထိန်းတဲ့ဒါကြောင့်မလို့ကြည်ပါလားဟိုပါလဲအာဘင်္ဂလားဒေ့ရှ်မှာနော်ဘင်္ဂလားဒေ့ရှ်ကစစ်တပ်ကသူတို့အမိန့်ပေးလိုက်တယ်ပြည်သူလူထုကိုပြက်ဆိုဟိုနင်းပါလဲဆန္ဒပြတဲ့ပြည်သူပြစ်ဆိုမပြစ်ဘူးနော်ကျွန်တော်ဒါဒါဒါကျွန်တော်တို့ကဒီလိုမျိုးလုပ်တာမဟုတ်ဒါတကယ် professional စစ်တပ်တခုနော်နောက်ပြီးတော့နဖောမှလည်းအလားတူပဲနဖောကလည်းပြက်ဆိုမပြစ်ဘူးမလုပ်ဘူးဆိုတော့ဒီဥစ္စာတွေကတကယ် အစနစ်ကျတကယ်အမ်အ professional ကြတဲ့နိုင်ငံတော်တစ်ခုရဲ့တက်မတော်လေး right ဒီနေ့မင်းအောင်လှိုင်ရဲ့အဖွဲ့ကဒါရာဇဝတ်ဂိုင်းသူရဲ့ private army လို့ပဲပြောလို့ရမယ် army လို့သုံးမယ်ဆိုရင်သူရဲ့ private army right အာ cartel တွေမှာလည်းကြည်ပါလားသူတို့မှာသူတို့လက်နဲ့ကင်တာပဲ cartel တွေဒီဒီ mexican cartel တွေဆိုလို့ရှိရင်သူတို့မှာသူတို့ရဲ့ဗာလေဒီဟိုဗာလေ ဟို Mexican military နဲ့ရှင်လိုက်လို့ရှင်သူတို့ကပူတော်မှ fire power များသေးတယ်သူတို့မှလေမြန်နေလည်းရှိတယ်သူတို့မှ ship တွေလည်းရှိတယ် right ဆိုတော့လေမြန်နေရှိတိုင်းဟိုဗာလဲတင်မောတွေရှိတိုင်းဒီဥစ္စာကအနိုင်ငံတစ်ခုရဲ့တက်မတော်မဟုတ်ဘူးအဲ့ဒီဥစ္စာဆိုမယောင်လာရဲ့ private army သူရဲ့ဗာလဲသူရဲ့ gang gang အတွက်သူရဲ့ဇဝတ် gang အတွက်ကိုထားတာဒီအဖွဲ့အစည်းတစ်ခုဖြစ်သွားပြီး ဆိုတော့အာသူတို့အတွက်ဗာလဲအနာဂတ်ပေါ့နော်အနာဂတ်ကတော့မကောင်းဘူးလို့ကျွန်မထင်တယ်။ဒါတော့ပြည်သူလူထုကလည်းလုံးဝအခုတည်းကလက်မခံသေးဘူး။အာသူတို့ support လုပ်နေတဲ့လူတွေသူတို့ထောက်ပံ့နေတဲ့လူတွေဟုတ်ဒီနေ့ကတော့ယုံကလေးဆိုတာသိရမလား။ဒီမှာလူတွေကသွားမကြည့်ကြအောင်ဆိုအဲ့ဒီအဲ့ဒီဥစ္စာတွေက good indicator ပေါ့နော်တကယ်တကယ်အာလက္ခဏာတွေပေါ့နော်ပြည်သူလူထုကလုံးဝလက်မခံဘူးဆိုတဲ့လက္ခဏာတွေ right သူတို့ခင်ဗျာမှာ ဟိုပါတယ်ထပြီးတော့ဗာ protest လုပ်လို့မရဘူးဒါပေမဲ့အဲ့လိုမျိုးနဲ့ ဒီဒီဥစ္စာတွေကျမတို့ကဟိုဗာလဲ opening လေးပေါ့နော်တွေ့ရတယ်ပြည်သူလူတွေရဲ့ဆန္ဒကဘယ်လိုရှိနေလဲဆိုတာလုံးဝကိုရုပ်ရှင်သွားမကြည့်ကြ all right ဆိုတော့အခုလေအကြောင်မလို့သူတို့အတွက်ကအနာဂတ်ကလုံးဝမရှိတော့ဘူးအာဟိုတရုတ်ဘလောက်ပဲကူညီပေးလေလေခဏလေးပဲသူတို့ကျမအမြဲတမ်းပြောနေ dress zombie တွေဖြစ်သွားပြီ zombie တွေလိုမျိုးပဲ zombie ဖြစ်သွားပြီလို့ရှိရင်ဘယ်လိုမှလူပြန်မဖြစ်လာနိုင်ဘူးလေသိတယ်မလားဆိုတော့ zombie အဲအဲကြောင့်မလို့လေကျမအရင်တော့ပြောတာဒီ military အတွက်ကတော့ tipping point ကျော်ပါပြီဘလို့မှအရင်တော့ခုမဖြစ်ခင်တော့ရှိနေတဲ့စစ်တပ်လူမျိုးတို့ဘလို့မှပြန်မရနိုင်တော့ဘူးသူတို့ရဲ့ဒီဥစ္စာလုံနေလုံထန်နေရဒီရာဇဝတ်ဂိုင်းတဲ့ခါရဲပါပါပြီအဲ့ဒီဥစ္စာကိုပြန်ပြီးကြည့်လိုက်ခုနပြောနေတဲ့ report တွေသိတယ်မလားဒီဒီဒီရာဇဝတ်ဂိုင်းနေဒီ scam center operation မှာရှိနေတဲ့လူတွေက နေပြီးတော့သွားတာသွားလိုက်လာလိုက်အဲဟို president compound ထိရောက်တယ်အဲ့ဒီ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  mobile phone ရဆိုတော့ကျမအနေနဲ့သူ့ရဲ့အနာဂတ်ကတနေ့တော့ဆရာမှုစိန်တို့လိုမျိုးပဲအာအိုဆာမဘင်လာဒင်တို့လိုမျိုးပဲတနေ့တော့ရှင်းသွားမယ်လို့ကျမထင်တယ်ဟုတ်ကဲ့ဆရာမဟုတ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဒါကတော့ဒီကဘာကြီးကိုဒုက္ခပေးနေတဲ့အကြဖြန်လုပ်ငန်းတွေနဲ့ဒီလုပ်ငန်းတွေကိုအမေရိကန်ဥဆောင်တဲ့အဖွဲ့ရဲ့နှိမ်နှင်းမှုအခြေအနေတွေဒါဘလောက်အတိုင်းဒါဒီအခြေဟုံမြင်မလာနိုင်သလဲဒီထဲမှာပါဝင်ပတ်သက်သူတွေတာဝန်ရှိသူတွေအနေနဲ့ကောဘာတွေရင်ဆိုင်ကြုံတွေ့ရနိုင်သလဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမြင်မြန်ခဲ့တာဖြစ်ပါတယ်ဆွေးနွေးဖြေကြားပေးတဲ့ဆရာမကိုလည်း DVB ကနေအထူးကျေးဇူးတင်ပါတယ်ရှင်ကျွန်မရေမိတ်မြတ်အေးပါ